1942ခုနှစ်ဒုတိယကမ္ဘာစစ်တွင်ဂျာမန်တွေကဆိုဗီယက်ပြည်ထောင်စုကိုကျူးကျော်ပြီးဒီနေ့ကျမှတော့ဗာစီလီဆဲဗက်ဆိုတဲ့ရုရှားနေတပ်သားတယောက်ဟာစတာလင်ဂရတ်မြို့ကိုဥတီနေတဲ့ရထားပေါ်မှာပါလာပါတယ်။သူ့ဖိုးကအမဲလေရဲ့ရိုက်ဖက်တနက်ပြည်နီတင်ပေးခဲ့တဲ့အချိန်တွေကိုသူပြန်သတိရနေပါတယ်။ ပထမမှာစစ်သားရာနေချီပါသလိုရာသားမျိုးမျိုးလည်းပါဝင်ခဲ့ပါတယ်။အဲဒီထဲမှာဘာစီလီတတိထားမိပေမဲ့စကားမပြောရတဲ့တာညာချာနိုဘာလို့ခေါ်တဲ့အမျိုးသမီးတူလည်းပါဝင်ခဲ့ပါတယ်။ခရီးတော်မှာအရသားတွေဆင်းသွားပြီးနောက်စစ်သားတွေကိုတော့စတာလင်ဂရက်တိုက်ပွဲရဲ့အလဲတက်တဲ့မှာချပေးခဲ့ပါတယ်။သူတို့ဟာရှင်တန်းကိုရောက်ဖို့အတွက်လှင်နဲ့ကူးရပါတယ်။အဲဒီချိန်မှာပဲရန်သူတွေကအခွင့်ကောင်းယူပြီးပုံကျဲပြစ်ကတ်ပါတော့တယ်။စစ်သားအများပြားဟာကြာဆုံးကြပြီးဒီမြေခွင်းကိုမြင်တော့တချို့ကထွက်ပြေးဖို့ကြိုးစားကြပေမဲ့ထွက်ပြေးသူတွေကိုသူတို့ရဲ့အထက်ရာရှိကိုယ်တိုင်ကတိစပါလို့ဆိုတာတပ်ပစ်ခဲ့ကြပါတယ်။ တရားကိုရောက်တဲ့အခါစစ်သားနှစ်ယောက်မှာတနက်တလဲပဲရပြီးကြံတယောက်ကိုတော့ကြီးစံတွေပေးလိုက်ပါတယ်။ပြီးတော့တနက်ရတဲ့သူနောက်ကိုလိုက်ဖို့ညွှန်ကြားလိုက်ပါတယ်။အောက်စုနဲ့ဒေချင်းတရားစီဥတီတဲ့တိုက်ခိုက်မှုတစ်ခုကိုလောက်ခံခဲ့ပြီးဂျာမန်တွေကအလွယ်တကူခြေပုံးနိုင်ခဲ့ကြပါတယ်။ကြီးစံပဲရခဲ့တဲ့ဗာစီလီဟာမြေကြီးပေါ်မှာကန်ဒေချင်းအောင်ဆောင်ရင်တိုက်ခိုက်မှုကလည်းအပြစ်မသေးပဲကြံခဲ့ပါတယ်။ပြပြဖို့စ조사တဲ့စစ်သားတွေလည်းသူတို့ဘက်ကပဲစပီးပြတ်တက်နေပါတယ်။ခဏကြာမှအလောင်းတွေပြနေတဲ့ဒင်းနီယာတဝဲမှာကာတတိဖြတ်ဖို့စ조사ခဲ့ပါတယ်။ တင်ကရေစီမှန်ပြီးမှောက်သွားတဲ့အချိန်မှာဒါနီလို့ဆိုတဲ့လူတစ်ယောက်ထွက်လာပြီးရေပန်းတဲ့ကိုပြေပုံလိုက်ပါတယ်။သူလည်းအလောင်းပေါ်ထဲမှာလူတွေတကောင်ဖြစ်ဟန်ဆောင်နေလိုက်ပါတော့တယ်။ဂျာမန်တစုကားနဲ့မောင်းလာပြီးအသက်ရှင်သူမကျန်အောင်အလောင်းတွေကိုတေချာပြစ်သွားပါတယ်။ဒါပေမဲ့သူတို့တစ်ယောက်ကတော့အန်အောစရာကောင်းလာမှာအသက်ရှင်ကျန်ခဲ့ပါတယ်။ဂျာမန်နဲ့ထပ်သွားမှဒါနီလို့ဟာအလောင်းတစ်လောင်းစီကတနက်ယူပြီးအမင်းညာကအဆောင်အုံတကိုယ်ထဲမှာရှိတဲ့စစ်သားတချို့ကိုပြစ်ဖို့စ조사ပေးမဲ့ကြီးကုန်နေပါတယ်။အဲ့ဒီခိုက်တဲ့မှာပဲသူ့လိုပဲရေပန်းထဲမှာပုံနေတဲ့ဘာစီလီကိုတွေ့လိုက်ရပါတယ်။ ။ဘာစီလီကသူ့လင်ဘဲကိုတောင်းပြီးသူ့ရောက်ကလေးကရထားတဲ့ခြေစံနဲ့ဖြစ်လိုက်ပါတယ်။ဘာစီလီကပေါက်ကွက်တက်တကူကြမှာပြစ်ဖို့ပြောဝင်မဲ့နိုင်ငံရေးကော်မစ္စာဖြစ်တဲ့ဒန်နီလော့ဟာလက်နဲ့တွေ့ကြုံနဲ့ပါလာမို့ဘာစီလီကိုပဲပြစ်ခန်းလိုက်ပါတော့တယ်။စစ်သားတွေပါတဲ့နောက်ထပ်ကားတစ်စီးရောက်လာချိန်မှာဘာစီလီဟာရေဘက်နိုင်ငံပေါက်ကနေချောင်းပြီးတော့ပေါက်ကွက်တန်ကြတာနဲ့ဂျာမန်တွေကိုတယောက်ချင်းစီခေါက်တက်တဲ့ကိုပြစ်တက်လိုက်ပါတော့တယ်။ နိုင်ရင်လည်းကြတော့သူတို့ကယ်တင်ခဲ့ရပြီးစစ်ဌာနချုပ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဒါနေတော့ဟာဘာစီလီရဲ့သူရဲကောင်းဆန်တဲ့ဆွမ်းအောင်ချစ်တွေကိုစာရေးစာတမ်းတွေအများအပြားထုတ်ဝေပါတော့တယ်။ယင်းလည်းကြတော့စတာလင်ရဲ့အာဏာကိုကိုစားပြုတဲ့စတာလင်ဂရက်ကိုလက်မလွှတ်ရစေဖို့မျိုးရဲ့ကာကွယ်ရေးကိုပေါက်ဆက်ညှိနှိုင်းဖို့ဥက္ကရာနီဂီတာခရုရှော့ရောက်လာပါတယ်။ဒါပေမဲ့ရှောင်းတဲ့ပုတင်ကြတော့ခရုရှော့ဟာစိတ်ဓာတ်မြင့်နေဖို့အနေနဲ့တောင်းပါတယ်။တခြားသူတွေကအရင်ကလိုထိရောက်မှုမရှိတဲ့ဒီလောက်တွေကိုပြန်ပြောကြပါမယ်။ဒါနီလောက်ကတော့အပြစ်ပေးတာတဲ့မျှော်လင့်ချက်ပေးရမယ်လို့ယူဆပါတယ်။ တရရဲ့ကောင်းတူကိုဖတ်တည်ပြီးမိခင်နိုင်ငံကိုကာကွယ်ခြင်းစိတ်ပေါ်လာအောင်လှုံ့ဆော်ရမယ်လို့အကြံပြုခဲ့ပြီးအဲ့ဒီအတွက်အသင့်တော်ဆုံးသူရဲ့ကောင်းလည်းသူ့မှာရှိနေပါပြီ။ဒါလီလိုရဲ့ကြံကိုသဘောတူပြီးသူဟာပိုကြီးအဆင့်တိုးမြင့်ခံလိုက်ရပါတယ်။ဘာစီလီရဲ့မျက်နှာဟာသတင်းစာမှာဖော်ပြခံရပြီးစနမူနာပြပုဂ္ဂိုလ်ဖြစ်လာပါတယ်။သူလည်းစနေပါတပ်ဖွဲ့ကိုရောက်ပြီးယာထုတို့ခံလိုက်ရပါတယ်။အဲဒီအချိန်ကစပြီးဘာစီလီယာရုရှားတပ်မတော်ရဲ့စာမျက်နှာအမျိုးသားတရေကောင်နဲ့ဝါဒပြန်သင်္ကေတတစ်ခုဖြစ်လာခဲ့ပြီးတော့သူရဲ့စွမ်းရည်တွေကိုစစ်တပ်သတင်းစာရဲ့အပတ်စဉ်ထုတ်လိုက်မှာဖော်ပြပေးခဲ့ပါတယ်။ တနေ့မှာတော့ဗာစီလင်နဲ့သူ့ဖွဲ့ဟာစာရှာဆိုတဲ့ကောင်းလေးတယောက်နဲ့တွေ့ရပါတယ်။သူတို့ဗဟာမိတ်တွေအတွက်လှုပ်ဆောင်မိတာကိုကျေးဇူးတင်တဲ့အနေနဲ့စာရှာရဲ့မိခင်ဖိလစ်ပေါ့ဟာသူတို့ကိုညစာချက်ချွေးခဲ့ပါတယ်။သူတို့ရောက်ပြီးမကြခင်မှာပဲဒါနီလော်လည်းရောက်လာပြီးဗာစီလီရဲ့ပြိတက်တွေစီကနေစာတွေကိုယူဆောင်လာခဲ့ပါတယ်။ဗာရာဖြစ်မုန်းနဲ့ပြောလဲချက်ပေးဖို့အစီအစဉ်ရဗာစီလီကိုစာတွေပြန်ရေးခဲ့မိမယ်။စာလုံးပေါင်းကအစဒါနီလော်ကပဲအကူအညီရေးပေးရတာပါ။သူတို့စာပြန်နေတော့မှပဲနောက်ထပ်တစ်ယောက်ရောက်လာပါတယ်။ဒါကတော့ယထာဘော်ကမိုင်းကလေးတာညာပဲဖြစ်ပါတယ်။ သူဟာဆာရှာရဲ့အမလိုပါပဲ။တာယာဟာဒေသခံပြည်သူစစ်မှာတပ်သားအဖြစ်ဝင်ရောက်နေပြီးတော့တက္ကသိုလ်မှာစာသင်ခဲ့တော်မူဂျာမန်ဘာသာစကားကိုလည်းကျွမ်းကျင်ပါတယ်။ဒါနီလိုဟာဂျာမန်စကားနားလည်တဲ့စစ်သားတွေလိုအပ်တာကြောင့်သူ့ကိုစုဆောင်းခြင်းပဲပဲ။တာယာကတော့ဒေသခံပြည်သူစစ်မှာပဲစစ်တိုက်ခြင်းတွေပါတယ်။ဒါပေမဲ့ဒါနီလိုကဂျာမန်သတင်းတွေကိုဘလောက်အထိကူညီနိုင်မလဲဆိုတာရှင်းပြပြီးဂျာမန်စကားပြောတဲ့သူတယောက်ချင်းစီအတွက်တပ်သား၁၂ယောက်ကိုပြန်လည်ပေးမယ်လို့ဂရီပြေတော်မှတာယာစိတ်ကြောင်းသွားပါတယ်။ဒီအချိန်မှာတော့ဂျာမန်တပ်ဗတော်ဟာဘာစီဂျင်းနဲ့သူ့စနိုက်ပါတပ်ဖွဲ့ကြောင့်တိုက်ခိုက်မှုတွေခံစားလာရပါတယ်။ ။ဒါကြောင့်သူတို့ဟာအာဝင်ကော်နက်လို့ခေါ်တဲ့နာမည်ကျော်တရတမားနဲ့ဂျမစနေဝါကျောင်းရဲ့အကြီးအကဲကိုခေါ်ယူခဲ့ပါတယ်။သူတော်ဝင်ကတော့ဘာစီလီကိုတတ်ဖို့ပါ။ကော်နက်ဟာဘာစီလီကိုသူ့စီလာအောင်လုပ်ဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။ဒါရင်နေငယ်ကြတော့ဘာစီလီဟာသူ့ဘွဲကနိုးလို့အဲ့ရာကနိုးလာခဲ့ပါလေ။ကော်နက်ကလည်းမှာပြဿနာတစ်ခုရှိနေလို့ပါ။ဘာစီလီယာဗေဒင်ပေါက်ကအရေးတစ်ခုကိုပြစ်လိုက်ချိန်မှာအုတ်တို့တလုံးကျသွားပါတယ်။ပြစ်မှတ်ကိုထိမှန်ပြီးတော့ယုံကြည်တာကြောင့်သူဟာမီလာကိုခေါ်ပြီးအလောင်းကိုသွားချခဲ့ပါတယ်။သူတို့ထားခဲ့တဲ့ဘောကတော့သူတို့ထွက်တာနဲ့အပြစ်ခံခဲ့ရပါတယ်။ ကွန်တဲကရင်းပေါက်စီတွားချောင်းတဲ့အခါစနိုက်ပါလိုဟန်ဆောင်တဲ့အယုတ်တစ်ခုကိုပဲတွေ့လိုက်ရပါတယ်။ဒါဟာထောင်ချက်တစ်ခုဖြစ်မှန်းဘာစီလီသိလိုက်ပါပြီ။မြေပေါ်ကစီးကရက်တစ်ခုကိုတွေ့တော့ရန်သူကသူတို့ကိုစောင့်ကြည့်နေတော့မယ်ဆိုတာသဘောပေါက်လိုက်ပါတယ်။သူတို့ပုံနေရင်ထွက်ပြေးဖို့စီစဉ်ဆွဲနေတော့မှလေရင်လေးရောက်လာပြီးဖုံးကျတာကြောင့်မီလာကြောက်လန့်ပြီးထွက်ပြေးသွားပါတယ်။အဲ့ဒီခွင့်ရုပ်ကိုယူပြီးကွန်တဲကမီလာကိုပြစ်လိုက်ပေမဲ့ဘာစီလီကတော့ကွန်တဲမပြစ်ခင်မှာပဲလွတ်သွားခဲ့ပါတယ်။ကွန်တဲဟာသူ့ပေါ်အောင်နေရာကိုပြန်လာပြီးဆာရှာကိုသူ့ဖက်နဲ့တွေ့တိုက်ရှင်းခဲ့ပါတယ်။ ဆာရှာဟာအပြစ်ကင်းတဲ့ကောင်လေးအဖြစ်ဟန်ဆောင်ပြီးအစားအစာအတွက်နဲ့ကော်နက်စီကသတင်းရအောင်ဘာစီလီကျောင်းလေးသတင်းပေးနေပါတယ်။ရရှားတပ်မတော်ကဂျာမနီဟာကော်နက်ကိုတုံ့ပြုနေမယ်သိတဲ့အခါသူ့ရဲ့တပြေးဟောင်းကူလီကော့ကိုခေါ်လာပြီးဘာစီလီကိုကော်နက်ရဲ့အတွေးခေါ်တဲ့အသင်းမေးကကော်နက်ကိုတတ်နေအောင်ကူညီခဲ့ပါတယ်။စစ်မီပြေကိုမပြန်ခင်ဘာစီလီဟာသူ့ကုန်ပြီးဝဲကိုတက်ရောက်ခဲ့ပါတယ်။ဒါကြောင့်ကိုနှုတ်ဆက်ပြီးနောက်ခရူရှော့ကသတင်းသမားတွေစီဆက်ကောက်သွားပြီးမေးခွန်းတွေဖြင့်တပ်ပုံရက်ခင်းခဲ့ပါတယ်။ပကြီကားကိုမြင်တဲ့အခါဘာစီလီဟာသူ့ဖို့သူ့ကိုသနက်ပြေတင်ပေးခဲ့တဲ့နေ့ကိုပြန်သတိရလိုက်ပါတယ်။ ပထမဆုံးချင်းပြည်တော်ကလွဲသွားတော့ဖမ်မလီတွေကသူ့လူမျိုးကိုစားလိုက်ပါတယ်။ရင်းနှင်းကြတော့ဘာစီလီကူလီကောနဲ့နောက်ထပ်စနိပါဖွဲ့ဝင်တို့ဖြစ်တဲ့ဘိုလိုရီယာတို့ဟာကော်နက်ကိုတွန့်နေမယ်လို့ပြောထားတဲ့စွန့်ပစ်ဆောင်အုံတကူတွေကိုဝင်သွားကြပါတယ်။သူတို့ဟာတတ်နိုင်သမျှပြူတဆိုင်လျှောက်သွားရင်နောက်ဆုံးထောင်ချတစ်ခုလိုပဲတနက်ပြည့်နေထောင်တဲ့အလောင်းတလောင်းကိုတွေ့ခဲ့ရပါတယ်။ဒါဟာသူတို့လမ်းဘက်ပေါ်ရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ကိုလင်းနေရာတစ်ခုကိုဖျက်ပြီးရန်သူကြီးစံတွေကိုကန်ကောက်ဆောင်နဲ့ရှောင်ရှားပြီးတဲ့နောက်မှာတော့စစ်သားတွေကိုပြစ်ခတ်ကြပြီးညစာစားချိန်ရောက်လာခဲ့ပါတယ်။ ဘလိုရီယာဟာသူလွှဲထားတဲ့ဟင်းချို့ကိုယူဖို့ခဏထွက်သွားချိန်မှာဖမ်းဆီးခံနိုင်ရပါတယ်။ကော်နယ်နဲ့သူ့အဖွဲ့ဟာဗာစီလီဘဲမှာပုံနေလဲဆိုတာဝန်ခံခဲ့ပေမဲ့ဘလိုရီယာကတော့စကားမပြောတဲ့အတွက်သူ့ကိုသူတို့စစ်သားဝဆောင်ဝဆင်စီပြီးနောက်ထပ်ပြုတ်ပြင်းရေးသမားတယောက်လိုဟန်ဆောင်ပြီးလွှတ်လိုက်ပါတယ်။ဘယ်သူလဲဆိုတာမသိတဲ့ဂူလီကော့ဟာသူ့ကိုချစ်ချင်းပဲပြစ်တတ်လိုက်ပါတယ်။အဲဒီလိုလုံးလိုက်တာသူတို့ရဲ့နေရာကိုတမီတကာဖော်ထုတ်လိုက်တာဖြစ်ပါတယ်။အဲ့ဒါမှသူပြတင်းပေါက်ကလည်းအော်တိုတစ်ခုကိုပြလိုက်ရင်ရန်သူကအပြစ်မှဖြစ်ပြီးသူတို့ရဲ့နေရာကိုပါပေါ်ထုတ်နိုင်မယ်လို့တွေးခဲ့တာပါ ဒါပေမဲ့ကောင်းတက်ကဒီကြောင်ကြောက်ကိုမမိပါဘူး။ဒါကြောင့်သူတို့နှစ်ယောက်နေရာရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။နိုင်ရန်ပွင့်နေတဲ့ဘိတ်ကိုကုန်ကျော်လိုက်တဲ့အခါကောင်းတက်ဟာအခွင့်ကောင်းယူပြီးကူလီကောက်ကိုဖြစ်လိုက်ပေမဲ့ဗာစီလီကတော့လုံးကျော်စားပဲလက်မြောက်သွားခဲ့ပါတယ်။ဗာစီလီနဲ့ကောင်းတက်တို့ရဲ့ဒီလိုအပြန်အလှန်လိမ့်လည်ဖန်ဆင်းမှုကအချိန်ကြာလာတာကြောင့်စိတ်မရှိတဲ့ခရူးရှော့ဟာဒါနီလော့ကိုဖိအားပေးလာပါတယ်။အစည်းအဝေးပြီးမှဒါနီလော့ဟာတာညာစီလက်ဆောင်ယူသွားပြီးကျေးဇူးပို့ကြိုးစားပေမဲ့တာညာကသူမကိုတခြားနေရာကိုပြောင်းရွှေ့ပေးဖို့ပဲတောင်းဆိုပြီးသူ့ကိုအားအသင့်စေခဲ့ပါတယ်။ နိုင်တဲ့ကြတော့ဘာစီလီယာစစ်ဌာနချုပ်ကိုစိတ်မကောင်းတဲ့ပုံစံနဲ့ပြန်ရောက်လာခဲ့ပါတယ်။ဒီနေ့လိုပြစ်ခတ်မှုမျိုးကိုသူမမြင်ဘူးလို့ပြောပြီးကိုနက်ကိုမနိုင်နိုင်ဘူးလို့ယူဆလိုက်ပါတယ်။ဒါရင်တော့ကတော့သူတို့တရင်အစ်တွေရနေပြီဖြစ်ကြောင်းနဲ့နောက်တစ်ချိန်မှာဘာစီလီယာအဆင့်တစ်ဆင့်ဒါမှမဟုတ်အဆင့်များစွာအသာနေလိုက်မယ်လို့ကြေပေးလိုက်ပါတယ်။ဒါပေမဲ့သူ့ကိုကူညီတဲ့အနေနဲ့တာညာကိုပြောင်းရွှေ့ခွင့်မတောင်းဖို့ဘာစီလီကိုပြောခိုင်းခဲ့ပါတယ်။ဘာစီလီကပြောဖို့ကြိုးစားတဲ့အခါတာညာကသူမရဲ့မိဘတွေဟာဂျမန်တွေကမျက်ခက်တဲ့အချင်းသားတွေထဲမှာပါဝင်ခဲ့တာကိုသိခဲ့ရလို့တခြားနေရာကိုပြောင်းပြီးတိုက်ခိုက်ကျင်တယ်လို့ရှင်းပြပါတယ်။ ဘာစီလီလီယသူမရဲ့လက်စားချင်းချင်းစိတ်ကိုနားလည်ပြီးကီဝလီကော့ရဲ့ရိုင်းဖဲကိုပေးခဲ့ပါတယ်။ဆာရှာကသူတို့နှစ်ဦးစလုံးကိုတရင်ပေးပြီးတဲ့နောက်ကော်နာနဲ့ဘာစီလီဟာတဦးကိုတဦးအားအသိအောင်လုပ်မယ်လို့ယူဆပြီးအဲ့ဒီဆွန့်ပြစ်အဆောက်အုံဟောင်းစီသွားခဲ့ပါတယ်။ကော်နာဟာမြန်မာတဲ့ပလက်ဖောင်းတစ်ခုပေါ်မှာစောင့်ဆိုင်းနေချိန်မှာပဲဘာစီလီနဲ့သူ့ရဲ့စနိပ်ပါအပေါ်ဟာပိတ်တွင်တော့မှပုံရှိုးဝင်ရောက်နေခဲ့ကြပါတယ်။ပိတ်တွေတုံသွားတာကြောင့်ကော်နာဟာသူတို့ရဲ့နေရာကိုတီးသွားပါတယ်။သူတို့လှုပ်ရှားဖို့ကြိုးစားတာနဲ့ကော်နာကပြစ်ခတ်ခဲ့ပြီးဘာစီလီရဲ့ရိုင်းဖဲလည်းလွတ်ကျသွားကသူ့ကိုပေါ်လဲနိုင်ငံရသွားခဲ့ပါတယ်။ ဘာစီလီယာဘာမှမလုပ်နိုင်တော့တဲ့သူ့ဘော်ကိုစစ်ထနာချုပ်ကိုပြန်လွှဲပြီးသူကတော့ချူတချောင်းကိုဓာမချဲပြီးရိုင်းဘယ်ကိုဆွဲယူဖို့ကြိုးစားပါတယ်။မှန်အောင်ပြစ်ချနိုင်ခဲ့ပေမဲ့ကော်ဒက်ကအချိုးကိုအလွဲကိုပြစ်ချလိုက်ပါတယ်။ဂျာမန်လျင်တွေဘုံကျရင်ပန်ခေါမိုးကိုခွဲလိုက်တာကြောင့်မန်ကွဲစားတချို့ဘာစီလီရှိမှာချလာပါတယ်။ပြီးတော့ကော်နက်ရဲ့မျက်နှာကိုအပြည့်ဝမြင်နိုင်အောင်လှုပ်လိုက်ပါတယ်။ စစ်တပ်သားချုပ်မှာဒါနီလော့ကဒါညာကိုသူမရဲ့စမ်းဆောင်ရည်တွေကညာနာနယ်ပယ်မှာပိုတက်ဖို့ရှိတယ်လို့ပြောပြီးတိုက်ခိုက်ခြင်းမပြုဖို့ဆွဲဆောင်နေပါတယ်။သူတို့ရဲ့အငင်းပွားမှုဟာပြန်လာတဲ့စနိုက်ပါကြောင့်ပြန်တောက်သွားပြီးအခြေအနေကိုပြောပြပါရတယ်။ဒါညာဟာချက်ချင်းပဲအကူအညီပေးဖို့ဗာစီလီစီသွားတဲ့ပိတ်လမ်းကြောင်းထဲကိုဝင်သွားခဲ့ပါတယ်။ဒါပေမဲ့ဗာစီလီကသူ့ဘက်ကိုတွေ့လာတဲ့အဲဒီမှာပဲနေပြီးသူ့အစီအစဉ်တဲ့လိုင်းလာဖို့ပြောလိုက်ပါတယ်။ကော်နက်ကသူ့ကိုမှန်ကန်တဲ့တစ်စက်ကြည့်နေတယ်လို့ပဲဗာစီလီနဲ့မှန်ကန်တဲ့တစ်ခုကိုအသုံးပြုပြီးကော်နက်ကိုပြန်ကြည့်နေတာကြောင့်နေရာကိုသိနေပါတယ်။ ။ဗာစီလီယာတာညာကိုမှန်ကန်စားတစ်ချက်ယူပြီးအလေးရောင်ကိုရက်ခက်ကကော်နက်မျက်စိစိုးအောင် လောက်ခဲ့ခဲ့ပါတယ်။အဲ့ဒီခွင့်ရေးကိုယူပြီးဗာစီလီယာသူ့တွင်ဘက်ကိုလုံးချုံစွာပြန်ကောက်ယူပြီးကော်နက်ကိုပြစ်လိုက်ပါတယ်။ကော်နက်ကိုမတတ်နိုင်ခဲ့ပေမဲ့သူ့လက်ကိုတော့ပြစ်ခတ်နိုင်ခဲ့ပါတယ်။နောက်ပိုင်းမှာဗာစီလီနဲ့တာညာတို့စေတနာချုပ်ကိုပြန်လာပြီးကျန်တဲ့စစ်သားတွေနဲ့အတူအသက်ရှင်ကြံခဲ့တာကိုကွန်ပြူတာဆင်းနေခဲ့ပါတယ်။အဲဒီနောက်သူတို့ဟာအခန်းထဲမှာအတူတူခြေတင်းတော့ခဲ့ကြပါတယ်။နောက်တစ်နေ့မနေ့မှာဗာစီလီဟာသူ့အကြောင်းတွေဆင်မရေဖို့ဒါနီတော့ကိုတောင်းဆိုလိုက်ပါတယ်။ ဒီတာဝန်ကိုသူစင်မထမ်းနိုင်တော့ပဲတာမန်စစ်သားတယောက်လိုတက်ခဲ့ချင်တယ်လို့ဆိုပါတယ်ဒါလီလောကတော့လက်မကံပဲဘာစီလီကိုစင်မကောင်းဖြစ်အောင်လက်စားဖို့အတွက်ဆာရှာကိုခေါ်လာခဲ့ပါတယ်ဆာရှာကကောနက်စီကတရင်ရခဲ့တာကိုဘယ်တော့အကုန်ယူချောင်းပြသခဲ့ပါတယ် ။ကောင်လေးကမျောလင်းချက်တွေအပြည့်နဲ့ကြည့်နေတာကြောင့်ဘာစီလီလည်းငင်းပယ်လို့မရတော့ပဲခုနဆောင်နေတဲ့နေရာကိုလိုက်ပုတ်ခွင့်ပေးလိုက်ပါတယ်။မြေမြေမှာအလောင်းတွေပြည့်နေတာကြောင့်ဘာစီလီဟာအဲ့ဒီအလောင်းတွေကြားထဲပုံအောင်ပြီးကောနက်ပေါ်လာတဲ့ချိန်ကိုစောင့်နေပါတယ်။ဒါပေမဲ့ပြဿနာကသူ့အကြာကြီးစောင့်နေတာကြောင့်အိပ်ပျော်သွားခဲ့ပါတယ်။ကောနက်ကသူ့ပုံအောင်နေရာကနေသူ့ကိုမြင်လိုက်တဲ့အခါပြစ်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့ရုတ်တရက်လူရက်တဲ့စစ်သားတွေဟာသူတို့နှုတ်ဦးကြပေါ်လာပြီးဘာစီလီရဲ့ကိုကိုရွှေကတင်းနေတယ်လို့မျိုးလို့ပြီးသူ့ပစ္စည်းအလုံးကိုအလွယ်တကူခိုးယူသွားခဲ့ပါတယ်။ဒါပေမဲ့စစ်တပ်ကအဲ့ဒီစစ်သားကိုဖမ်းပြီးဘာစီလီရဲ့ကံပြားကိုတွေ့တာကြောင့်ဘာစီလီတည်သွားပြီလို့ယူဆခဲ့ပါတယ်။ကောနက်ကမသိ ီသေးဘူးလို့ယူဆပေမဲ့သူ့ကိုတော့တာဝန်ကလည်းရက်ဆဲလိုက်ပါတယ်။ဘာစီလီအပြင်မှာရှိနေနိုင်နေတာကြောင့်အိမ်ပြန်ဖို့ငင်းဆန်ပြီးကော်နက်ကဆာရှာနဲ့ထပ်စကားပြောကသူ့ရဲ့နောက်ထပ်နေရာကိုပြောပြခဲ့ပါတယ်။သူဘာလို့ဖြစ်နေလဲဆိုတာအတန်တရာရှိနေပါပြီ။ရုရှားစစ်တပ်နောက်ချုပ်မှာခရူရှော့ကဂျာမန်တွေကဘာစီလီတည်ဆုံးမှုသတင်းကိုဖျက်နေတာကိုသိတော့ဒန်နီလော့ကိုအပြင်းထန်သောသာထွက်သွားပါတယ်။ဒန်နီလော့ကတော့မယုံပါဘူး။ ခရူရှော့ကအမှန်တရားကိုဂရုမစိုက်ပဲအားလုံးအဆင်ပြေနေတယ်လို့လူလူယုံကြည်အောင်သူ့ရဲ့စာရေးစွမ်းရည်နဲ့လောက်ခံခဲ့ပါတယ်။အဲဒီနောက်ဒါနီလော့ဟာတာညာကိုသူ့အင်ကိုလာလေဖို့ပြောဖို့စူးစမ်းနေတော့မှာပဲစပီကာတွေကဗာစီလီတည်ဆုံးချောင်းကြီးညာလာကြောင်းစကားပြတ်တော့သွားခဲ့ပါတယ်။ဒါနီလော့ဟာဗာစီလီကိုသူ့ရဲ့ကောင်းဖြစ်တည်ဆုံးချောင်းကြီးညာချက်ရေးဖို့ပြင်ဆင်နေတော့မှာပဲဗာစီလီကိုယ်တိုင်ပြန်ရောက်လာခဲ့ပါတယ်။သူ့အိမ်ပြောသွားတာကြောင့်ပြစ်ခတ်မှုလွဲသွားပုံလူတက်ချင်နေတဲ့လူတစ်ယောက်စီကလည်းပုံနေခဲ့ရပုံကိုရှင်းပြပါတယ်။ဒါနီလော့လည်းသူ့ကိုပြောင်းရွှေ့ပေးဖို့သဘောတူလိုက်ပါတယ်။ အဲဒီတော့ဘာစီလီက တာညာအကြောင်းမေးတဲ့အခါဆာရှာကဘာစီလီအသက်ရှင်နေမှန်းသူဒီကြောင်းတာညာကိုပြောပြလိုက်ပြီးဖြစ်ကြောင်းဒါကြောင့်တာညာဟာကောနက်ကိုလက်စားချေဖို့ဘူတာယုံကိုသွားပြီးဖြစ်ကြောင်းပြောပြပါတယ်။ဒါနီလောနဲ့ဘာစီလီတို့ဟာသူမကိုကယ်တင်ဖို့ဘူတာယုံကိုအလင်းမြန်သွားခဲ့ကြပါတယ်။သူမကိုတွေ့တဲ့အခါဘာစီလီနဲ့တာညာတို့နမ်းလိုက်ကြပါတယ်။ဒါကြောင့်ဒါနီလောဟာအကြီးအကျယ်မနာလို့ဖြစ်သွားပါတယ်။ သူဟာစစ်ဌာနချုပ်ကိုပြန်ရောက်တဲ့အခါဘာစီလီရဲ့သူရဲကောင်းဆက်မှုအကြောင်းကိုအစီရင်ခံစာရေးမဲ့အစားဘာစီလီဟာတင်းစားပေါက်ဖြစ်သွားပြီလို့ကဘာကိုတီးပေးလိုက်ပါတယ်သူတို့မသိလိုက်တာကတော့ကောနက်ဟာသူတို့ကိုပူတာရုံမှာမြင်လိုက်ရပြီးဆာရှာဟာသူ့ကိုတရင်ပေးနေတာထင်ရှားသွားပါပြီဒါကြောင့်သူဟာကောင်းလေးကိုဖမ်းဆီးပြီးဘာစီလီကိုမြို့ဖို့အတွက်အိမ်တစ်ခုမှာချိန်ဆွဲလိုက်ပါတော့တယ်ဒီတော့ကိုမြင်လိုက်တဲ့အခါတာညာဟာပြိုလဲသွားမလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဘာစီလီကဒါဟာကောနက်လိုချင်တာပဲလို့ပြောပြီးသူ့မောက်ကိုဓာစီခဲ့ပါတယ်သူတို့အစီအစဉ်တစ်ခုသဘောတူညီခဲ့ပါတယ် ။ဘာစီလီကကောနန်နော့ကိုလိုက်သွားချိန်မှာတန်ဂါကဒါနီလော့ကိုအကူအညီတောင်းပြီးတော့ဖီလီပော့ကိုဒါနီလော့ရခဲ့တဲ့အထူးကွန်ပျူချင်းနဲ့တိုက်မိကနေထွက်ခွာနေအောင်လုပ်ပေးခဲ့ပါတယ်။ဖီလီပော့ဟာဆာရှာမပါပဲထွက်ခွာဖို့မလိုချင်ပါဘူး။ဒါပေမဲ့သူမစိုက်မစိုးစေဖို့ဆာရှာတည်ဆုံသွားတဲ့အကြောင်းကိုမပြောဘဲသူဟာဂျာမန်နေနဲ့ပေါင်းသွားပြီလို့ပြောပြခဲ့ပါတယ်။ဖီလစ်ပေါ်လည်းသူ့ဘေးကင်းနေဆိုရင်အပြစ်မတင်ပဲသူတို့နဲ့အတူထွက်ခွာဖို့သဘောတူခဲ့ပါတယ်။လေစီသွားတဲ့လမ်းမှာဘုံလုံးလုံးကြောက်ွက်ပြီးတာညာတန်ရာရောက်သွားပါတယ်။ ဒါလေးတော့ဟာသူမသေးပြီလို့ထင်ပြီးထွက်သွားခဲ့ပေမဲ့ဖီလီပေါကတော့ရှုံမပေးပဲသူမရဲ့အထူးကွန်ပျူတာကိုပြပြီးတာညာဟာသူသမီးပြေချောင်းပြောကဆရာဝန်တို့အုပ်ကိုသူမနဲ့တူလေပေါ်တက်ကွန်ပေးဖို့ပြောခဲ့ပါတယ်။ဘာစီလင်နဲ့ကော်နက်တော့ဟာတို့အုပ်ကိုတို့ဘယ်မှရှိမှန်းမသိပဲကိုယ့်နေရာကိုပုံအောင်နေခဲ့ကြပါတယ်။ရုတ်တရက်ဒါလေးတော့ဟာဘာစီလီရဲ့ဘေးနားမှာပေါ်လာခဲ့ပါတယ်။တာညာတည်သွားပြီလို့ယူဆတာကြောင့်သူဟာအသက်ရှင်ဖို့ဘာမှမရှိတော့ပဲလူသားမျိုးနဲ့ကိုလည်းကယ်တင်ဖို့မတိုက်တန်တော့ဘူးလို့တွေးခဲ့ပါတယ်။ဘာစီလီအကြောင်းသူလုံးချံပြောဆိုခဲ့တဲ့လမ်းညာမှုတွေအတွက်ပြန်လည်ပြစ်ဆက်တဲ့အနေနဲ့သူ့ကိုယ်သူစတင်လိုက်ပါတယ်။ သူဟာပေါအောင်နေရာကထွက်လာတာကြောင့်ကောနက်ကသူ့ကိုပြစ်ခတ်နိုင်ပြီးနေရာကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်။အဲဒီအခါကောနက်ကဗာစီလီကိုတတ်လိုက်ပြီလို့ထင်ပြီးအလောင်းကိုဆစ်ဆစ်ဖို့ထွက်လာခဲ့ပါတယ်။ဘာစီလီကတော့လန်ဒဝက်မှာသူ့ကိုစောင့်နေပြီးဒိုင်ဖန်နဲ့ချိန်လိုက်တဲ့အခါကော်နက်ကသူ့ဥတော်ကိုချက်ပြီးသူ့ကံကြမ္မာကိုလက်ခံလိုက်ပါတော့တယ်။သူ့ကိုတပ်ပြီးနောက်ဘာစီလီဟာကော်နက်ရဲ့ရင်ဖဲကိုယူပြီးဒါနီလော့ရဲ့အလောင်းဘက်မှာထားခဲ့ပါတယ်။နှစ်လအကြာဂျာမန်နဲ့လက်နက်ချပြီးနောက်ဘာစီလီဟာတာညာစီကအစားတောင်ရရှိခဲ့ပါတယ်။သူမအသက်ရှင်နေပြီးဆေးရုံတစ်ခုမှာစေကူတမှုခံယူနေရကြောင်းပြောထားပါတယ်။ မြို့ထဲမှာလုံခြုံစာသွားလာနိုင်တဲ့အခါဘာစီလီယာစာထဲကလိုက်စာအတိုင်းသွားခဲ့ပြီးတော့သူတို့စုံတွေဟာပြောင်းရှင်းစာပြန်လည်စုံစည်းခဲ့ကြပါတော့တယ်။